Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားမချမ်းကနေကြိုဆိုပါရစေဆိုတော့နီးပြသောမက်စ်ဖရန့်ရဲ့စပါနဲ့ပေါ့နော်လက်ရှိပုံစံကောင်းနေတောင်းလျှောက်ပြနေတဲ့ Everton တို့ရဲ့ပွဲအကြောင်းကိုကျွန်တော်သာပြောကြည့်အောင်ပါညီကလေးအနေနဲ့ရောဘယ်လိုမျိုးရလက်တွေထွက်ပေါ်လာမယ်ထင်ကြလဲဆက်သမားတွေဆွေးနွေးကြပါအောင်အမ် sorry ဗျာဘယ်လိုပြောမလဲဒီဒီနှစ်သင်းမှာဘယ်လိုပြောရာဒီစတဲ့ပုံစံမျိုးတွေအဆင်မပြေခဲ့ပြီမြဲပေါ့နော် အခုချိန်ဒီအနေအထားတွေကကွာမှုကအများကြီးမရှိတော့ဘူးလို့ပဲကျွန်တော်ပြောရမလားအေဗတန်ကအင်ရှင်ဖြစ်လက်ခံကျင်းပရမယ်အေဗတန်ကလက်ရှိအဆင့်၁၂မှာပါအဲ၈ပွဲကစားပြီးတဲ့အချိန်မှာသူတို့၃ပွဲနိုင်၂ပွဲတည်း၃ပွဲရှုံးရတာပြီးတော့တိုက်စစ်ကကိုကိုပေးရထားတယ်ခန်းစစ်ကကိုကိုပြန်ပေးထားတယ်စပါးကတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲ Thomas Frank လက်အောင်မှာဘလို့အားသာချက်တွေဘလို့အားနည်းချက်တွေရှိတယ်လဲဆိုတာကျွန်တော်ကောင်းကောင်းမြင်ထားကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။၈ပွဲကစားပြီးတဲ့နေတာမှာစပါးက၄ပွဲနိုင်ထားတယ် နှစ်ပွဲတည်နှစ်ပွဲရှုံပြီးတော့တိုက်စစ်က14ခုရတာနဲ့ခန်းစစ်က9ခုပြန်ပြီးထားရတယ်။ဒါဒီနှစ်သင်းရဲ့အနေထားပေါ့နော်။စပါရဲ့နောက်ဆုံး9ပွဲကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်။စပါကတပွဲရှုံနေထားပါတယ်။ပြီးခဲ့တဲ့ပြီးခဲ့တဲ့တပွဲကနော်တပွဲရှုံနေထားတယ်။နှစ်ပွဲနိုင်ထားပြီးတော့နှစ်ပွဲတည်ကျထားပါတယ်။နော်ငါနောက်ဆုံး9ပွဲမှာပရီးမီးယားလိဆိုတော့ Everton ရဲ့နောက်ဆုံး9ပွဲကလည်းကျွန်တော်ပေါ့နော်တပွဲပဲနိုင်ထားပါတယ် Everton ကနောက်ဆုံး9ပွဲမှာတပွဲနိုင်ထားတယ်နှစ်ပွဲရှုံထားတယ်နှစ်ပွဲတည်ကျထားတယ်ပေါ့နော်။ဆိုတော့အင်ရှင်ဖြစ်လက်ခံကျင်းပါမယ် Everton ရဲ့ David Moyes ရဲ့အသင်းမှာ ကျွန်တော်တို့စပားကိုသူတို့တွေဒုက္ခပေးနိုင်ပါမလားပြီးခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြင်ကြည့်ရင် Everton ကတော့ဒါ Manchester City ကိုယ်မှာသွားကစားရတယ်ဆိုတဲ့အခါကျတော့ဘလူးမန်အဆင်မပြေခဲ့ပဲနေပေါ့နော်နှစ်ဂိုးကိုမရှိနေသူတို့ရှုံးတယ်အစပားကလည်းအိမ်ဝင်းကြီးမှာကိုပဲ1 2ဆိုတဲ့ရလနဲ့ကျွန်တော်တို့ပေါ့နော်ဒါအနိုင်哦ဆော်ရှုံးနေခဲ့တယ်ပေါ့ Aston Villa ကိုဆိုတော့အဲ Everton ဘက်ကကျွန်တော်စကြည့်ရရင် Everton ဟာကျွန်တော်ကတော့လက်ရှိအချိန်ထိသူတို့ပေါ့နော်အဆင်စနစ်ဝန်းကျင်ပါညာရှိနေတယ်ဆိုရင်မြေလို့ဒီဟာဒီ Everton ရဲ့ ကစားပုံတွေ evidence ရဲ့ရက်လက်တွေထွက်အောင်လုပ်ပြထားနေတာတွေကတော်တော်လေးကိုတိုးတက်လာတယ်လို့ကျွန်တော်ကျွန်တော်ထင်တယ်ပေါ့နော် Jack Grealish ကိုပြန်ခေါ် Manchester City ကနေပြီးတော့အငှားနဲ့ခေါ်ထားတယ် Grealish ကလည်းတကယ်ကောင်းတဲ့ခြေသွင်းတွေကျွန်တော်ပြနေတယ်ဆိုတော့ Grealish ပါတယ်ဆိုလို့ရှိရင်နံပါတ်10မှာကစားတဲ့ကျွန်တော်က Dubris Hall တို့ဘာတို့တောင်မှခြေသွန်းပြတယ်ဗျာ။သူလည်းမပါရောသူတို့တောင်ရုံးကန်နေဆိုတဲ့အနေထိုင်မှုတွေပဲကျွန်တော်တွေ့ရတယ်။ဆိုတော့ David Moyes ရဲ့အတင်ကတော်တော်လေးကိုကြီးကြီးလေးလေးပြန်ဖြစ်လာပါပြီ။ ကွင်းလယ်မှာဆိုလို့ရှိရင်တော်တော်လေးကိုအလုံးလုံးနဲ့ဆိုရှိတဲ့ကစားမတွေ distribution ကောင်းတဲ့ James Garner လို့ကစားမတွေရှိတယ်။ခန်းစစ်မှာလည်းပေါ့နော်ဘယ်လို physical ကောင်းတဲ့ကစားမတွေရှိတယ်။သူကခန်းစစ်ပိုင်းတော့သူတို့က mid block ပုံစံမျိုးနဲ့ကစားတဲ့ကအဆင်ပြေပြီမဲ့သူတို့နဲ့ level down to club အသင်းနေနေတွေ့တဲ့အခါသူတို့သွားပြီးတော့ press တွေပါလုပ်ပြီးပါညာဆိုလို့ရှိရင်တော့ပေါ့နော်ထင်တော့ဒီမထီရောက်သေးဘူးခန်းစစ်မှာကျွန်တော်တော်လေးကိုတိုင်ပတ်တယ်ဆိုတော့အခုလက်ရှိစပားလိုမျိုးကျွန်တော်အတင်းနဲ့တွေ့တဲ့အခါမှာ Everton ဘက်ကကျွန်တော်ကြည့်ချင်းကက်ရတာတော့ခင်းရင်းလိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့စပားက Thomas Frank ရဲ့လက်အောက်မှာ defensive side ကြီးပဲတော့မဟုတ်ဘူးဗျ။ဟိုတိုက်စစ်မှာလည်းသူတို့သူတို့ကပြိုင်ဘက်ကိုမူတည်ပြီးတော့သူတို့ကစားတာ။ပြိုင်ဘက်ဘယ်လိုကစားသလဲ။ပြိုင်ဘက်ဟာဘယ်လိုမျိုးအတင်းလဲ။တို့သူတို့ရဲ့ intention တွေကဘာလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့တိုက်စစ်ကိုသွားတယ်တိုက်စစ်ကိုသွားတယ်။ခန်းစစ်ဦးစားပေးတယ်ခန်းစစ်ကိုဦးစားပေးတယ်ပေါ့။ဒါပေမဲ့စပါးမှာက quality ကကစားမ quality ကအတိုင်းအတာတစ်ခုကြီးကျွန်တော်ရှိတဲ့အနေအထားမှာပြိုင်ဘက်ကိုအသာစီးယူနိုင်ဖို့เนาะဒါအပြင် high pressing corner pressing နေเนาะတအားပြင်ကျွန်တော်တို့အနေနဲ့ ဟိုအသာကြီးယူပြီးတော့ကစားတာမျိုးတွေတောင်မန်ကိုဆွေးချင်းပလေးလုပ်ပြီးတော့တောင်မန်တွေကနေတစင်လုံးဝတိုက်တာမျိုးတွေဆက်ပစ်တွေကိုအားကိုးတာမျိုးတွေဒါမှမဟုတ်နေသူတို့ကကစားလာတော့တာဆိုတော့ Everton အတွက်လည်းမလွယ်ဘူးဆိုတော့ Everton ကကျွန်တော်အနေနဲ့သူတို့မှာဟိုထပါရပြလက်ရှိမှာဆိုလို့ရှိရင် Jack Grealish ပါတယ်ဆိုလို့ရှိရင်တော့ Chan Creation မှာတော်တော်လေးကောင်းနေဆိုတော့ဂိုးတွေကမျှော်လင့်လို့ရမယ် Manchester City နဲ့ပွဲမှာတော့ Everton မှာ Grealish ကဒါကစားခွင့်မရခဲ့ဘူးပေါ့နော်။တောင်မှာ Angie တို့လူကစားမာတွေကတော်တော်လေးကောင်းနေတယောက်ချင်းကြော်ပြမှုတွေတော်တော်လေးအဆင်ပြေတယ်။တိုက်စစ်က B2 တို့ကလည်း2 Ayon 1တအားကောင်းနေကစားမာတွေ ဆိုတော့ estimate the evidence site ပူလာမှာကအစွန်ကစားမတွေကဘောနော်ကျွန်တော်နေပေါက်ထွက်နိုင်စွမ်းရှိတာပဲဘာလို့လဲဆိုတော့အစွန်ကစားမတွေကကျွန်တော်တိုက်စစ်ကိုလိုက်ရတယ်ဒီတော့ဒါကြောင့် evidence ကိုကျွန်တော်ကြည့်ရင်ကျွန်တော်ကတော့ဘောနော်ပြီးခဲ့တဲ့ရာသီတွေကနေရှင်းမယ်ဆိုလို့ရှိရင်တော်တော်လေးကိုကြည့်ကြည့်လေးလေးရှိတဲ့ဘက်ကိုရောက်လာပြီလို့ထင်တယ်အင်ရှင်ဖြစ်တဲ့တွေ့လဲစပါးကိုဂိုးဒီပါတွေအများကြီးပေးရတာမျိုးတွေကျွန်တော်ရှိလိမ့်မယ်လို့မထင်ဘူးအကယ်လို့စပါးကိုဂိုးပေးရအလုံးစုံနှစ်ခုပေါ့အဲ့ထက်တော့ပို့ပြီးတော့ဂိုးဒီပါတွေပေးရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဘောနော်စပါးဘက်ကိုကျွန်တော်တို့ကြည့်ရင် အားရကျင်းတဲ့ဆရာတွေကနောက်ပိုင်းမှာကောင်းမနေတော့ဘူးပြတည်လိုက်ကျွန်တော်တို့ယာစီစတော့ငါတော့သောမက်စရန့်ရဲ့အတင်ကတော်တော်လေးကိုအဆင်ပြေတဲ့နေရာမှာပါတယ်တိုက်စစ်တွေကိုခန်းစစ်တွေကိုတော်တော်လေးကိုချစ်လက်တဲ့နေရာမှာပါတယ်ဗောနော်ဒါပေမဲ့လို့ဖြည်းဖြည်းချင်းရောက်လာတာနဲ့အမြပြောစရာတွေကျွန်တော်ဖြစ်လာတာတွေကျွန်တော်ရှိလာပြီထားပါတော့တိုက်စစ်မှာဆိုရင်ကစားမားတွေကျွန်တော်တွေလည်းအစားထိုးရတာတွေကျွန်တော်ရှိတယ်ဗောနော်အတိုင်းမဲ့လို့ထင်းတလောက်ထိပြကစားမားတွေကအဆင်မပြေဘူးဟိုဒါအပြင်ကျွန်တော်တို့ဂိုးမားဗီကာရီယိုဆိုလို့ရှိရင်အကြမ်းပြောလို့ရှိရင်သူဟို အဆင်ပြေတဲ့တယ်မှာပါနိုင်မယ်လို့နောက်ပိုင်းပွဲတွေမှာတော်တော်တိုင်ပတ်တယ်။ Aston Villa နဲ့ပွဲမှာ Roger Schick ကိုကမပေးသင့်တဲ့ဂိုးတွေနော်ဘွင်ဒီယာရဲ့ဂိုးတွေကကျွန်တော်တို့ပေါ့နော်ဟိုဖြစ်သင့်စရာမရှိတဲ့အလုံးမျိုးတွေဒါအပြင်ကျွန်တော်တို့တချို့အမှားတွေဒါတွေ့ရတယ်။ဆိုတော့ Vicario လည်းပဲဟိုအဆင်တိတ်မပြေဘူးပေါ့နော်။ပိုဆိုးတာကနောက်တန်းမှာ Romero တို့ကစားမတွေမပါနိုင်တော့ဘူးဆိုပိုဆိုးပါတယ်။နော်ပိုဆိုးပါတယ်။ Danzo တို့ဘာလို့က physical ကောင်းတယ်ရင်မောင်းကောင်းတယ်ဆိုပြီးမဲ့လို့ပေါ့နော်တကယ်တကယ်ခံစားပိုင်းဒီမှာဆိုရှင် defensive awareness တွေတအားနည်းတယ်ပြီးလို့ရှင်ဆုံးဖြတ်ချက်ချတာတွေတော်တော်လေးမှားတယ်တွေမှာပါတယ်ဆိုတော့စပါးမှာကအကုန်လုံးဆုံးဖြတ်တက်နေတာမဟုတ်ပြီးမဲ့လို့လိုအပ်ချက်ကြီးကြီးမားလာတဲ့အခါမှာသူတို့ကိုစိန်ခေါ်နေစွန်းရှိတဲ့အသိဉာဏ်ဆိုလို့ရှင်သူတို့တိုင်ပတ်လာပြီတိုက်စစ်ကလည်းစီမွန်တို့ဘာတို့ကကောင်းနေတာပဲဒါပေမဲ့လည်းလို့ပေါ့နော်ဘယ်လိုပြောမလဲဒီတောင်မန်ကစားမားတွေကိုမိုဟာမက်ကူဒုစ်ကလွှဲလို့ရှင်ဂျန်နေကစားမားတွေကိုအကုန်အပြောင်းလဲလုပ်ပြီးတော့တုံးနေတာ မတီးစတေတူတို့ကစားမတွေကတောင်မန်လူလူတိုက်စစ်လူလူဖြစ်နေတာဒါတွေရတော်တော်လေးအဆင်မပြေပါဘူးเนาะဒါအပြင်ရရှာလီဆန်တို့ဘာလို့ဆိုလို့ရှင်လည်းပဲကျွန်တော်ဘယ်နော်ဟိုပုံမှန်ပွဲထွက်ခွင့်နေတဲ့မှာသူတို့မပါနိုင်ဘူးဆိုလန်ကီကလည်း injury အခြေအနေเนาะပြီးလို့ရှင်ကျွန်တော် Randall Colo Muani ကလည်းကောင်းကောင်းကန်ကန်အာကိုလိုကအခုချိန်ကြီးမရသေးဘူး Brandon Johnson တို့လိုကစားမတွေကလည်းပုံမှန်ပွဲကစားခွင့်နေတဲ့တချို့ပွဲတွေဆိုမရဘူးဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ဖြစ်လာပြီး ဒါကြောင့်ကျွန်တော်စပားမှာကကလူစစ်စကီတို့ဘလိုအဓိကကစားမားတွေမက်ဒီဆင်တို့လိုတကယ်အာကိုရတဲ့ကစားမားတွေလွဲနေသေးတော့ဒါလောလောဆယ်မှာအရင်ကြီးတော့ကျွန်တော်ပြောလို့မရဘူးသို့တော်လည်းပဲမက်ဒီဆင်တို့အဲ့လိုတိုင်ပက်လို့ပဲစီမွန်တို့ကိုရအောင်ခေါ်ထားတဲ့အချိန်မျိုးမှာကျန်တဲ့ကစားမားတွေကအဆင်ပြေမှရမှာအခုကစပားကထင်တာထက်ပိုပြီးတော့ယုံကင်နေရတယ်သို့တော်လည်းပဲစပားကအသင်းလိုက်ကြီးကြီးလေးလေးတွေကျွန်တော်ဖြစ်လာပြီဒါအပြင်ကျွန်တော်တို့ကနော်ဆက်ပီးစ်တီကလည်းသူတို့အတွက်တော်တော်လေးကိုအလုပ်ဖြစ်နေပြီဆိုတော့ ပွဲတွေကအကယ်လို့ open play ကနေပြီးတော့အနိုင်ရဖို့ရုံးကင်နေရတယ်ဆိုရင် set piece တွေကသူတို့ကိုအများကြီးထောက်ကူပြုတ်လိမ့်မယ်လို့ထင်တာပဲ။နောက်ဆိုတော့ညီကတို့ရောဘယ်လိုမြင်ကြလဲ။စူးနေကြပါအောင်ဆိုတော့ကြီးကြီးပါပြီးတဲ့ညီကများလုံးကိုချစ်တီများဒီမှာလဲနောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ပြင်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။